ကဲကျွန်တော်မိတ်ဆွေခုနှစ်သားမိအားလုံးမင်္ဂလာပါဥစွာတနင်္ဂနွေသားသမီးတွေအနေနဲ့စတင်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်29ရက်3လ2025မှာ2ရက်4လ2025ထိပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့ယင်ထဲမှာအဝေးတနေရာကိုစွန့်စွန့်ဆာဆာသွားဖို့အောင်မြင်အောင်လုပ်ဖို့ကြီးပွားအောင်ချမ်းသာအောင်တိုးတက်အောင်လက်ရှိနေရာကိုစွန့်ခွာပြီးတော့နောက်ထပ်တနေရာမှာ အခြေချဖို့အတွက်ကိုပဲဒါကိုရဲ့ရင်ထဲမှာစဉ်းစားတွေးတော့နေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့မိသားစုကိုစွန့်ခွာအဥ္စာပစ္စည်းကိုစွန့်ခွာပြီးတော့ကြကြနာနာစူးစားဖို့အရင်တော့အမားတွေကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ဖို့ကိုဒါကိုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။ဘေးစရာကိစ္စရစရာကိစ္စတွေနဲ့ပတ်သက်တာတွေလည်းပါတာပေါ့ဗျာ။အခုမမျောလင်းမဲနဲ့ဘလို့အမိုးကြုံမလဲဆိုလို့ရှင်အဝေးတနေရာမှာကိုယ်ကူညီမဲ့သူ အစအစအရာရာအားကိုးရမဲ့သူအဲ့ဒါလို့ဟာမျိုးတွေပေါ်လာပြီးတော့တူးတက်ရတူးတက်ကြောင်းအဆင်ပြေရပြေကြောင်းတွေဆက်လက်ပြီးတော့လှုပ်ဆောင်နိုင်ပါလိမ့်မယ်လေဗျာစိတ်ညစ်စရာအနေနဲ့ကတော့ကို့မှာရှိတဲ့ပတ်စံငွေကြေးနဲ့ပတ်သက်ပြီးအလုံးလုံးဖို့ရင်းနှီးမြုပ်နှံဖို့စသည်အားဖြင့်အတွက်ကိုစိတ်ညစ်နေရတတ်တယ်။ကုံသွားလို့မဖြစ်ဘူး၊ဆုံးရှုံးသွားလို့မဖြစ်ဘူး။အဲ့တော့ငါ့ရဲ့ဆုံးဖြတ်ချက်တွေလှုပ်ဆောင်ချက်တွေမမှားဘူးအရေးကြီးတယ်ဆိုပြီးတော့ တွေးပြီးစိတ်ညစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့စနစ်ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စာတာမှာဆိုလို့ရှိရင်တော့ရာသမျှအခွင့်အရေးနဲ့မယောင်ရဲမတိတ်တိတ်နိုင်ဘူး။ပို့ပြီးတော့ဂိမ်းဆိုင်တာလိုချင်တယ်ပို့ပြီးတော့ချစ်တာလိုချင်တယ်ပို့ပြီးတော့အခွင့်အရေးတွေအများကြီးအများကြီးလိုချင်တယ်အဲ့ဒီအတွက်ကြောင့်ခုမှရလေလိုလေဆိုတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်။အဲ့တော့ကျင်းနဲ့နိုင်အောင်ကြိုးစားပါဒီလောက်နဲ့အဆင်ပြေနိုင်အောင် ကိုကိုကို စဉ်းစားပါလို့အကြံပေးကြပါတယ်။ဝင်ငွေနဲ့ပတ်သက်လို့ကလည်းဒီကာလအတွင်းမှာဝင်ငွေနဲ့ပတ်သက်ပြီးအစိုးတဝက်အကောင့်တဝက်ကျုံမယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးခက်ခဲတာလည်းကျုံမယ်အဆင်ပြေတာလည်းကျုံမယ်။အဲ့တော့အစာပိုင်းမှာခက်ခဲမယ်ကြက်တဲမယ်နောက်ပိုင်းမှာအားလုံးအဆင်ပြေသွားပါလိမ့်မယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့စိတ်အောင်ရှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်။ကိုယ့်ကို စိတ်နောက်ဆက်ပြေးမဲ့သူတွေမျိုးစုံလာတတ်တယ်ကြုံတတ်တယ်အနီးနားကလည်းပြေးမဲ့ဆွေမျိုးသားချင်းကလည်းပြေးမဲ့အကုန်လုံးကကိုယ့်ကိုဒုက္ခပေးတာမျိုးကြုံတွေ့ရတတ်တယ်အဲ့တော့အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှင်လဲကိုကဘလောက်ပဲအပင်ပန်းခံပြီးလောက်ကင်ပြေးပြေးအကောင်းပြောခြင်းအတိမတ်ပြုခြင်းမခံရတဲ့အတွက်ကြောင့်စိတ်တူစရာစိတ်ညစ်စရာတွေဖြစ်လာတတ်ပါတယ်ကဲညံတာတွေပြေပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရာအနေနဲ့ကတော့ သဲတွေပေါ်မှာရှာကြည့်ပဲသဲပေါ်ဖုံတွေပေါ်သဲတွေပေါ်အဲ့တလူဟာမျိုးပါပေါ့နော်လမ်းဘေးတနေရာသဲတွေခင်းထားတဲ့နေရာပေါ်မှာရှာကြည့်ပါတုံးမုံသဲတောင်ပြင်မှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတွေရာတွေ့ရပါလိမ့်မယ်ကဲညံ့နာတွေပြပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့အသက်ကြီးတဲ့အဖွားကိုတယောက်ကိုတည်တည်သုံးမျိုးလှူဒန်းခြင်းအားဖြင့်အညံ့တွေအလုံးပြပြောင်းသွားပါလိမ့်မယ်လို့ပြောရင်း တင်းငွေသားသမီးများတို့ဒီမှာပဲညီကုန်းချိုးပြရစေတင်းလာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတင်းလာသားသမီးတွေအတွက်28ရက်3လ2025မှာ2ရက်4လ2025ဒီပဲဖြစ်ပါတယ်အဲ့တော့တင်းလာသားသမီးတွေရဲ့ယင်ထဲမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးမလုံတင်တာမလုံဘူးမြတ်တာထားမယ်ကိစ္စကိုငါဆက်ထားမယ်ဒါတော့မေတ္တာထားတဲ့နဲ့ဒါတော့မေတ္တာမထားတဲ့ဘူးဒီလို့တော့လုံးတဲ့နဲ့ဒါတော့မလုံးတဲ့ဘူးဆိုတော့ ပုံစံမျိုးတွေအခုရင်ထဲမှာစဉ်းစားတွေ့တော့နေပါတယ်ချစ်တင်တာလည်းသိတယ်မုန်းတင်တာလည်းသိတယ်မလုံတင်တာလည်းသိတယ်အဲ့ဒီအတွက်ကြောင့်အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေ့တော့နေတယ်တနင်္လာသားသမီးတွေတနင်္လာသားသမီးတွေမမျော်လင့်ပဲဘလို့ဟာမို့ကြုံမလဲအဲမျော်လင့်တောင်းတရည်ရွယ်ချက်ကကိုယ့်ရဲ့ရင်ထဲမှာဖြစ်ချင်တဲ့ဆန္ဒအဲ့ဒါတွေကတော့သားသမီးတွေအောက်လေငယ်သားတွေအိန္ဒိယထိုင်နေတဲ့အတွက်အကောင်းဆုံး စ조사ပြင်ဆင်ဖို့ဖန်တီးဖို့စောက်လို့ဖို့အပျော်ရွှင်ဆုံးဘဝတွေဖြစ်အောင်ဖန်တီးဖို့ကိုအခုရင်ထဲမှာမျောလင်တောင်းတနေပါတယ်မမျောလင်မဲဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှင်တော့ဘသူတွေပါပြောပြောငါလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့အတွေးတွေတကူကောင်းတယူတန်နေအဲ့လိုလိုဟာမျိုးတွေဖြစ်နေတတ်တယ်သူများပြောတာလက်မခံဘူးကို့သဘောနဲ့ကိုကိုလှုပ်ချင်တာလှုပ်မယ်ငါ့ကိုဘသူမှအမိန်ပေးလို့မရဘူးဆိုတဲ့ပုံစံမျိုး ငါလှုပ်ချင်တာလှုပ်မယ်ကွာငါစိတ်နဲ့ငါကိုပဲငါပတ်စံနဲ့ငါကွာငါစားချင်တာစားမယ်ကွာအဲအဲ့လိုပုံစံမျိုးတွေနဲ့ခေါင်းပါပြီဒုက္ခရောက်တတ်တယ်အဲ့ဒါတနင်္လာသားသမီးတွေပေါ့နော်အခုတနင်္လာသားသမီးတွေမှာစိတ်ညစ်စရာဘာရှိလဲဆိုကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးဝမ်းနေတယ်မကြင်မချမ်းဖြစ်တယ်ဒေါသထွက်တယ်စိတ်တူတယ်အဲ့တော့သူတို့ကိစ္စတွေအားလုံးကိုကကိုညီတယ်ခွင့်လွတ်တယ်ကိုကိစ္စကြတော့သူတို့က ခေါင်းနဲ့မတည်ဥပက္ခပြုတယ်အဲ့ဒီအတွက်ကြောင့်ကိုယ်မှာဝမ်းနေတာစိတ်တိကြိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ကဲနောက်ထပ်ငယ်ရွယ်တဲ့တနင်္လာသားသမီးများဖို့ကတော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတွေ့ရတတ်တဲ့ဆုံးဖြတ်ချက်တွေမှားတဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေညာတတ်တယ်ပညာရေးနဲ့ပတ်သက်ပြီးတိုးတရတိုးတဲ့ကြောင့်နဲ့ပတ်သက်ပြီးအမားယွင်းတွေဆုံးဖြတ်မိတာမျိုးဖြစ်တတ်ပါတယ်ကဲအဲ့တော့အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ မကြခင်မှာကံကောင်းပြီးကောင်းခြင်းဆိုတဲ့အဖြစ်မျိုးတွေကြုံတွေ့ရပါလိမ့်မယ်။အိမ်ောင်ကြီးနဲ့ပတ်သက်ပြီးလဲသားရမယ်။ငွေကြီးနဲ့ပတ်သက်ပြီးလဲအဆအဆရာအဆင်ပြေပြည့်စုံလာပါလိမ့်မယ်တဲ့ဗျာ။ဓိဝသနာပါလို့ထီရိုးခြင်းနဲ့မိတ်ဆွေတွေကတော့တစ်ပင်တွေတစ်ပင်တွေ ရိုင်နေသောသစ်ပင်တွေလဲမလို့လို့ဖြစ်နေတဲ့သစ်ပင်တွေအနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရာအနေနဲ့ကတော့ကျမ်းမာရေးကောင်းစေသော အားစေများကိုလှူဒန်းခြင်းအပြင်အညံ့တွေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာဘသူ့ကိုလှူမလဲကြိုက်တဲ့လူကိုလှူအားမရှိတဲ့လူကိုလှူနော်အားရှိစေခြင်းနဲ့သူကိုအားစေကြွေး အားရှိတဲ့လူကိုသွားမကြွေးနဲ့အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်28ရက်3လ2025မှ2ရက်4လ2025ထိပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာအချက်တည်းခက်ခဲတွေရနဲ့လွတ်မြောက်အောင်ကြိုးစားဖို့ကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကအင်္ဂါသားသမီးတွေ မိတ်ဆွေပေါင်းသင်းကြားမှာမျက်နှာမငယ်ရအောင်ဂုံမငယ်ရအောင်ဂုံသိကမကြအောင်ငါကြိုးစားမယ်လုပ်မယ်ဆိုတဲ့ပုံစံမျိုးသူတို့တဲ့တောင်းလုပ်မယ်ဒီကောင်းလေးနောက်ကိုငါကြခဲ့လို့တော့မဖြစ်ဘူးသူတို့နောက်ကိုသူတို့ကချမ်းသာပြီးကိုကမွေးနေလို့တော့မဖြစ်ဘူးသူတို့ထက်ตาမตายတော့မှပဲဒန်းတူအောင်မြင်မှုရရှိအောင်ငါလုပ်မယ်ဆိုတဲ့စိတ်တွေဒါကိုယ့်ရဲ့ရင်ထဲမှာရှိနေတတ်ပါလေအဲ့ဒါကတော့မခံကျင်စိတ်ပေါ့မကောင်းဘူးသူများနဲ့ရှင်ပြိုင်တာ သူ့ဘာသူသူ့လောက်တာသူ့အကြောင်းကိုလောက်တာကိုအကြောင်းကိုဘာကိုအပူပင်ကင်းကင်းနဲ့ရှစ်ဆန်နိုင်အောင်ကြိုးစားဘသူ့ကိုမှမနာလို့မဖြစ်နဲ့လူဆိုတာသူ့အကြောင်းနဲ့သူလာတာနော်လူရင်တူတယ်ကံရင်မတူဘူးကံကံရင်တူတယ်ညံရင်မတူဘူးညံရင်တူတယ်ဝရိယရင်မတူမတူတာတွေသွားပြီးမညှိနဲ့ကဲအဲ့တော့မမျောလင်မဲနဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ငွေကြီးနဲ့ပတ်သက်ပြီးစိတ်ရှုပ်ထွေးစရာတွေကြုံမဲဆုံးဖြတ်ချက်တွေမှားမဲ အဲ့ဒါလိုဟာမိုးတွေဖြစ်တတ်တယ်။နောက်ပြီးတော့မနိုင်ဝင်ထမ်းတဲ့ကိစ္စမကျွမ်းကျင်တဲ့အလုပ်တွေကိုလောဘစိတ်နဲ့လုပ်မိတဲ့ဆိုတဲ့အတွက်ကြောင့်အမှားတွေကြုံတွေ့ရလိမ့်မယ်။စိတ်ညစ်စရာအနေနဲ့ကတော့အိမ်တော်ရဲ့အခြေအနေမှာစိတ်ညစ်စရာတွေကြုံတွေ့ရတတ်တယ်။ပြဿနာတစုံတရာကြောင့်စိတ်ညစ်စရာတွေပေါ်တတ်တယ်။အမှုအခင်းပြဿနာတခုခုကြားမှာကိုယ်မှာစိတ်ညစ်မှုတွေရောညံ့သွားတတ်တယ်။အင်္ဂါသားသမီးတွေမှာငယ်ရွယ်တဲ့သူတွေအဖို့ကတော့ 要选择呀，就买没打住呢。对面他的万达、BD、PC 呀，高那的，一路还冇走那边。我记得呢，不得比婆婆、弟弟、迪卡拉多嘛。文威高那也是拿完了没？谁也他家得不干，文威高那家得干，一路还冇一家一家呢。我话你没？给银行是没说没付完咯？ အိန္ဒိယထိုင်ငင်းကိုစိတ်တိုင်းမကြပဲပဲအဲ့ဒီနေရာလေးမှာဝင်ဝင်နဲ့ပတ်သက်ပြီးဘဝရည်ရည်မှုနဲ့ပတ်သက်ပြီးနည်းနည်းလေးအဆင်ပြေတယ်ဆိုတဲ့အတွက်ကြောင့်ဒီနေရာလေးကိုမစွန့်ရက်ဘူးမခွာရက်ဘူးအဲ့ဒီလိုဟာမျိုးဖြစ်နေတတ်တယ်အဲ့တော့ငါပဲတော်တယ်ဆိုတဲ့ပုံစံမျိုးအိမ်အောင်ဘက်မှာလဲမာနတွေရှိနေတတ်တယ်နော်ဒီနေ့မိမတယောက်ကကျွန်တော်စီမှာပြနေမေးတယ်အဲ့တော့သူ့ရောက်မှမကောင်းဘူးတဲ့သူသူ့ယောက်ျားက သူ့ယောက်ျားကသူ့အမေအိမ်ကအလုပ်တွေပဲလုပ်နေတယ်တဲ့အဲအဲ့လိုမျိုးတွေအဲ့ဒါတော့အဲ့တော့ဒီမိမောက်ကျွန်တော်မကျင်တတ်တော့ဘူးသူ့မွေးထားလို့လဲသူ့သားသမီးရသေးတယ်အဲ့ဒါကိုသူ့အမေအလုပ်ကိုသွားလို့ရပါမလားဆိုပြီးတော့သူကအုံနောက်သေးတိမ်တော့အတွေးခေါ်ညံ့ဖျင်းတော့အတွေးတွေနဲ့သူကရန်ရှာတယ်အဲ့တော့ဘေးနေဆရာတော်နားပူတယ်ဆိုတော့သူ့ယောက်ျားဘလောက်နားပူမလဲစဉ်းစားကြည့်အဲ့တော့အဲ့ဒီလိုမိမမျိုးတွေကျွန်တော်စီကိုဖုံးမဆက်ပါနဲ့ မြတ်မြတ်တတအကျိုးသိရင်အကြောင်းသိပြောမယ်ဆရာပြောတာနားထောင်မယ်ဆရာစကားကိုနားထောင်မယ်ဆိုရင်စက်ပါအဲ့တော့သူ့ယောက်ျားတော်အဆင်မပြေတာသူနဲ့အဝေးကြီးကျွန်တော်ကစိတ်ညစ်ရတယ်ဆိုတော့စဉ်းစားကြည့်နော်အဲ့တော့မွေးတဲ့ကအသေးလေးမွေးရမှာအဲ့လိုမိန်းမမျိုးကတကူကောင်းဆန်တယ်လေနော်တကူကောင်းဆန်တယ်မိန်းမအဲ့တော့သူလည်းရောက်မှနေရမရောက်တော့ဘူးလားနော်မြတ်မြတ်တတစဉ်းစားရတယ် ယောက်ျားမလည်းမိပါပဲပေါ့မိပါလို့သဘောထားရင်အားလုံးကောင်းမှာပေါ့အကူမကောင်းတာကြလူကလူတွေကမတွက်ဘူးသူများမကောင်းတာပဲလူတွေကသိကြတယ်ပေါ့နော်ကဲအဲ့တော့ဓိဝသနာပါလို့ဓိထိုးကျင်တဲ့အင်္ဂါသားသမီးတွေကတော့ကိုယ့်အတွက်ကံကောင်းစေသောထိုင်ကုန်များလက်ကြီးဖြစ်စေသောနေရာများအဲ့လိုနေရာမျိုးတွေမှာရှားကြည့်ပါအဲ့နေရာရဲ့အနည်းဆုံးနေရာမှာကိုယ့်အတွက် ကံကောင်းစေသောဒီကနန်းတွေတွေ့ရပါလိမ့်မယ်။ကဲညံ့တာတွေပြေပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရာအနေနဲ့ကတော့သီလရှင်ကိုရင်မြတ်အားဝေ2000ဝေ2000စသည်အားဖြင့်လှူဒန်းခြင်းအားဖြင့်အညံ့တွေအလုံးပြေပြောင်းကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရသည်။ဘောရဟုသားသမီးတွေရဲ့ယဉ်ထဲမှာမိသားစုနဲ့ပတ်သက်ပြီးအစဉ်ပြေရမယ်။ငါအပေါင်းအသင်းတွေလည်းအစဉ်ပြေအောင်လုပ်မယ်။အဲ့တော့ငါဘဝတသက်တာအတွက် မပူမပင်ရပဲအေးချမ်းချမ်းဖြစ်အောင်လုပ်မယ်ကြိုးစားမယ်ဆိုတဲ့ဟာလေးကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကကိုသိရင်တော့ကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လန်းမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါကိုရင်ထဲမှာရှေ့ဆက်ဖို့ကိုမျောလင်းတောင်းတရည်ရွယ်နေပါတယ်ပြဿနာတစုံတရာနဲ့ပတ်သက်ပြီးကောင်းအေးနဲ့ဖြေရှင်းဖို့ကိုပဲမျောလင်းတောင်းတနေတယ်မမျောလင်းပဲဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ ိုယ့်ရဲ့အားကိုးစရာကိုယ့်ဘဝမှာအားကိုးစရာကောင်းတဲ့သူတွေလေးစားစရာကောင်းတဲ့သူတွေရဲ့အောင်မြင်မှုကိုဝမ်းသာပီတိဖြစ်တဲ့အထိနာတော်တာစင်ခွင့်ရပါလိမ့်မယ်ကြားခွင့်တွေရပါလိမ့်မယ်အဲ့တော့ဝမ်းသာရမှာပေါ့မကြောင်လဲဆိုသူတို့အောင်မြင်ကိုအရေးမိကိုလို့ရတာပဲเนาะစင်ညစရာအနေနဲ့ကတော့ ဒေါသထွက်တဲ့စိတ်တီးကြိုက်တဲ့ငကားမှန်းသိအောင်အမောက်ထောင်ပြခြင်းနဲ့အဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတတ်ပါတယ်အမောင်လဲထောင်စရာမလိုပါဘူးဘသူ့အမှဒေါသထွက်စရာမလိုပါဘူးပြည်လျာပြည်လဲကြောင်းဖြစ်မဲ့အတွေးတွေပဲတွေးပါဘသူ့အမှဒေါသမထွက်ပါနဲ့နော်အဲ့တော့ငယ်ရွယ်တဲ့ဘုရဘူးသားသမီးတို့ရဲ့ကံစားတာမှာစိတ်ညစ်စရာပူပင်တော့ခအဆိုးအဟုသမီးဒီချိန်ကနေစတင်ပြီးပပျောက်သွားမယ်ဒီချိန်မှာပျော်ရွှင်စရာတွေကြုံနေရင်တတိထားမယ်ဝမ်းနည်းစရာတွေလာတတ်တယ် အခြေရေးနဲ့ပတ်သက်ပြီးပျော်ရွှင်စရာတွေကြုံရင်မကြခင်မှာငိုကြွေးစရာတွေလာတော့မယ်အခုအခြေရေးနဲ့ပတ်သက်ပြီးငိုကြွေးနေရတယ်ပူဆွေးနေရတယ်ဆိုလို့ရှိရင်မကြခင်မှာရည်ပြုံးပြီးတော့လောကကြီးကိုမိတ်သွားတည်အထိဝမ်းသာကြည်နူးဖြစ်စရာတွေကြုံလာပါလိမ့်မယ်ကဲအဲ့တော့ဝင်ဝင်နဲ့ပတ်သက်ပြီးလို့ရှိရင်အဆိုးတွေကြုံနေတဲ့သူတွေကအရန်ကန်ကောင်းတာတွေကြုံပါအရန်ကန်ကောင်းနေတဲ့သူတွေကမကြခင်မှာကန်ဆိုးတတ်တယ်ဗျာ အိမ်ဆောင်ရှင်မိတ်ဆွေများဖို့ကတော့အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့ဟာတွေပြန်လဲဆုံတွေ့မယ်ရဆိုင်တာတဲ့အလုပ်တွေနောက်တစ်ကြော့ပြန်လဲလုပ်ကင်ရလိမ့်မယ်အဆင်မပြေတဲ့ဟာတွေပြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်ကြက်တဲခက်ခဲနေတာနဲ့အကုန်လုံးလွတ်မြောက်ပြီးတော့ကိုယ့်လက်ကိုယ်ချီကိုယ်သဘောနဲ့လောကအလယ်မှာကိုယ့်ကိုယ်ကိုအောင်မြင်မှုရသည်ထိထူထောင်နိုင်တဲ့သူများဖြစ်သွားပါလိမ့်မယ်အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးအလုံးအဆက်အစပ်ရကံကောင်းမှုတွေကြုံမယ်ကောင်းတဲ့ပိုကောင်းသွားပါလိမ့်မယ် ထောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအရင်တော့ကကုံတဲ့ပုံစံမျိုးတွေပဲနောက်တကြထပ်ပြီးတော့ပြန်လဲကုန်တတ်တယ်။ဓိဝသနာပါလို့ထီလို့ကျင်တဲ့မိษွေများကတော့ခွေးတွေမကြာခဏဟောင်းလေးရှိတော့ဥလေးဥဒရှိတော့အဲ့အတန်ကြားပြီဆိုတာနဲ့အဲ့နေရာမှာခွေးဟောင်းတန်ကြားတာခွေးဥဒန်ကြားတာနဲ့အဲ့ဒီခွေးပဲနေရဥနေတာလေအဲ့နေအဲ့ဒီအနီးနားမှာသွားကြည့်ပါအဲ့နေရာမှာမိษွေအတွက်ကံကောင်းစေတော့ကနန်းတစုံတရာတွေ့ရပါလိမ့်မယ်။ ကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရေအနေနဲ့ကတော့အိမ်ရှိမှာမိမိနေထိုင်သောနေရာအနီးနားအိမ်ရှိပတ်ဝန်းကျင်ပေါ့အဝါရောင်မီးလုံသို့မဟုတ်အဝါရောင်ဖျောင်းနိုင်ကိုးတိုင်မီးလုံဆိုတဲ့ကိုးလုံးပေါ့အဲအဲ့ဒါလေးထွန်းညိပေးလိုက်ထွန်းထားလိုက်ဘာမှစူတောင်းစရာမလိုသူ့အလိုလိုအားလုံးလူရင်းဆန္ဒပြေဝလာပါလိမ့်မယ်တချို့ဟာတွေကစူတောင်းစရာမလိုပြည့်တယ်ကဲ ဲ့တော့ဘုံတို့သားသမီးတွေအတွက်ကတော့ဒီလောက်ပါပဲဇာတာပတိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဇာတာပတိသားသမီးတွေအတွက်28ရက်3လ2025မှာ4ရက်အဲ sorry 2ရက်4လ2025ဒီပဲဖြစ်ပါတယ်ကဲဇာတာပတိသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ထက်ငယ်ရတဲ့သူတွေအတွက်အောင်မြင်အောင်မြင်ကြောင့်တိုးတက်ရတိုးတက်ကြောင့်ဖြစ်မဲ့ကိစ္စတွေကိုအခုရင်ထဲမှာငါဘလို့လုပ်ပြီးကောင်းမလဲဆိုပြီးစဉ်းစားနေပါတယ် သူတို့ရဲ့ဘဝလေးတွေမြင်းမြန်ဆန်းဆန်းကြီးပွားဖို့မြင်းမြန်ဆန်းဆန်းအုံနောက်တွေးခေါ်တွေตายာဖို့အကောင်းဓာတ်တွေတွေးခေါ်နိုင်ဖို့သူတို့ပူပင်တော့ကကျုံနေတာတွေကိုကိုကပါလိုက်ပြီးတော့ဖုံးဖိပေးဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့ကို့ဒုက္ခပေးတဲ့လူကိုအခွင့်အရေးရရင်တော့ကလစားခြေလိုက်အောင်မယ်ဆိုပြီးတော့မျောလဲတောင်းတနေတယ်။နော်။ လည်းစားချေဖို့ရေးရဲဆက်ဆက်ပြန်ပြီးတော့လှုပ်ဖို့အကွက်ကြပြီးတော့ကြကြစီစဉ်ဖို့ကိုအခုရင်ထဲမှာမျောလင်းတောင်းတာနေတယ်ကျင်းတီကိုလှုပ်ပိုင်ခွင့်ရပါလိမ့်မယ်ခုဘက်ကလည်းနိုင်ပါလိမ့်မယ်မမျောလင်းမဲ့ဘယ်လိုဟာမို့ကြုံမလဲကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေနည်းနည်းလေးတော့ရင်းရင်တင်းဆောင်သွားတာမျိုးကြုံတွေ့ရလိမ့်မယ်စိတ်ညစ်စရာနေအနေနဲ့ကတော့သွားရေးလာရေးနဲ့ပတ်သက်ပြီးအဆင်မပြေမှောက်တွေးပြီးတော့ကြောက်ပြီးစိတ်ညစ်နေရတတ်တယ်သွားလန်းတာလို့လာလန်းဖြောင်းပါလိမ့်မယ် အဲ့တော့ဘလို့လုတ်ပေးရင်ကောင်းမလဲဆိုလို့ရှင်အတောင်မှပါသောပုံစံမျိုးတစ်ခုခုကိုအဲ့ဒီရင်ရထားမှာကတ်ထားလိုက်ချိတ်ထားလိုက်ဥဥပမာငှက်ပုံစံလို့အတောင်မှပါတဲ့ပုံလေးဆွဲလိုက်ဆွဲပြီးအဲ့ဒီမှာချိတ်လိုက်အဲအဲ့ဒီတစ်ခုခုကတ်လိုက်ပြအဲ့ဒါဆိုလို့ရှင်အဲ့ဒီရင်ရထားနဲ့ပတ်သက်ပြီးဗာစိတ်ညစ်စရာမှမကြုံတော့ဘူးเนาะကဲငယ်ရွယ်တဲ့ ကြာသာပြီးသားသမီးတွေရဲ့ကန်စာတာမှာဆိုလို့ရှင်တော့ကို့မှာရှိတဲ့ပတ်စံကိုစီးပွားရေးပဲလုပ်ရင်ကောင်းမလားလှပအောင်စိတ်ကျဉ်းနှံမှုပျော်ရွှင်စရာတွေဖြစ်အောင်ဖန်တီးလိုက်ရင်ပဲကောင်းမလားဆိုပြီးအဲ့နှစ်မျိုးတည်းကစဉ်းစားရအတော်ခက်နေတာမျိုးဖြစ်တတ်တယ်ကို့မှာလည်းကြောက်တယ်သုံးလဲသုံးကျင်တယ်သုံးလဲမသုံးရဘူးအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်အဲ့တော့ရရဲ့သုံးပါချစ်တဲ့သူနဲ့ပတ်သက်ပြီးလို့ရှင်လေပြပြပြလေးလေးစကားပဲပြောပါရန်လို့ တန်ဒေါသတန်နေနဲ့မောမောမမကိုဘကမဆက်ဆံမိပါစေနဲ့လို့အကြံပေးခြင်းပါတယ်။ထွန်ငွေနဲ့ပတ်သက်လို့ကလည်းဒီကာလအတွင်းမှာရဖို့မစင်သာဘူးမကုံအောင်ငါဘယ်လိုလုပ်မလဲဆိုတာပဲထိုင်ပြီးတော့တွေးနေတတ်တယ်။အဲ့တော့တခုလိုခြင်းတခုရင်းနှီးမြှုပ်နှံရတယ်ပေးဆက်ရတယ်နော်။အိမ်အောင်ရှင်မိတ်ဆွေများဖိုးကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကတစ္ဆာမဲမှုတွေ ဲ့တော့သူတို့လှုပ်ချင်တာလှုပ်တဲ့ကိစ္စတွေကိုမှတိသွားတယ်တိပြီးတော့မျိုးသိပြီးခွန့်လို့ပြီးတော့မတိကြအောင် ဆောင်ပြီးတော့ဖုံးဖိပြီးတော့ကိုကပါပြောရင်ကျင်အောင်ဆောင်ရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့ဒါကောင်းသောစိတ်ထားပါပဲเนาะကောင်းသောစိတ်ကောင်းသောအတွေ့ပါပဲဘာကြောင့်လဲဆိုလို့ရှိရင်စကားတွေအများကြီးပြောရင်ဇွေးတွေအများကြီးစင်တယ်เนาะအဲ့လိုပဲစကားတွေအများကြီးပြောရင်တယောက်နဲ့တယောက်ရန်နေဖြစ်မယ်ပြဿနာတွေတက်မယ်ပြေးလျက်ပြေးလျက်ကြောင်းဖြစ်မှာမဟုတ်ပါဘူးเนาะ အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်လေလောကလည်းမှာပြောရွှင်စရာဘဝတွေအတိထီအောင်ဖြတ်တန်းနိုင်ပါလိမ့်မယ်။ဓိဝသနာပါလို့ဓိဆိုးခြင်းနဲ့မိတ်ဆွေတွေကတော့ကားအနှစ်တည်းရဲ့ဘေးနာ၊ဆိုင်ကယ်အမဲရောင်တွေရဲ့ဘေးနာစသည်အဖြစ်ဖဏတ်အမဲတွေရဲ့ဘေးနာအဲ့လိုနေရာမျိုးမှာရှားကြည့်ပါ။အဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတည်းရာတွေ့ရပါလိမ့်မယ်။ကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ ငါးနှစ်ကောင်လွတ်ချင်းအားဖြင့်အညံ့နေအလုံးပြေပြောက်ကောင်းမှုသွားပါလိမ့်မယ်လေဗျာ။တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာဘဝနောင်ရေးအတွက်ဖြတ်တန်းရမယ်ကိုရဲ့ဘဝခက်ခဲမှပင်ပန်းမှကြံတမ်းမှအတလူဟာမျိုးတွေအတွက်ကိုကြိုတင်ပြင်ဆင်မယ်ဘလောက်ပဲကြံကြံတမ်းကြံတမ်းဘလောက်ပဲခက်ခဲခက်ခဲငါအဆင်ပြေသည်အထိဆွမ်းဆောင်နိုင်ရမယ်ဆိုတဲ့အတွေးတွေနဲ့ဒါကိုရဲ့ယင်ထဲမှာအားတက်ပြီးတော့စဉ်းစားရင်းနဲ့ရှေ့ဆက်ဖို့ကိုအခုတွေးနေတယ်မျောလင်းတောင်းတရည်ရွယ်ချက်က ကိုချစ်ရတဲ့သူတွေဆုံးရှုံးမှဝေးကွာမှကြောက်နေတယ်ဆုံးရှုံးလည်းမပူတော့ဘူးတွေးပြီးသားပဲခွဲခွာသွားလည်းမပူတော့ဘူးတွေးပြီးသားပဲစဉ်းစားပြီးသားပဲခြေစုံကန်သွားလည်းဝမ်းမနေတော့ဘူးရင်ခွဲပက်လည်းမဖြစ်တော့ဘူးကြိုတင်စဉ်းစားပြီးသားပဲအဲ့လိုမျိုးအဆက်ဆက်ရာကြိုတင်ပြင်ဆင်မယ်ဆိုတဲ့အတွေးတွေဒါကိုရရင်နှန်းမှာမျောလင့်တောင်းတနေပါတယ်အစိုးခုသမျှအစိုးတွေမလာခင်တည်းကကိုကကြိုတင်ပြီးတော့ စဉ်းစားပြီးသားဖြစ်နေတတ်ပါလေအခုမမျော်လင့်မဲ့နဲ့ဘလို့ဟာမိုးကြုံလဲမြတ်မြတ်တတစဉ်းစားဆုံးဖြတ်ရတာမျိုးတရားတစ်ပေါင်အမှုခင်းနေတဲ့ပတ်သက်ပြီးကိုယ်ကြားဝင်ဖြည့်ရှင်းပြရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့အိမ်နီးနားချင်းကြောင့်အဆင်မပြေဘူးဘေးပတ်ဝန်းကျင်ကြောင့်အဆင်မပြေဘူးကိုကူညီခဲ့တဲ့သူတွေကြောင့်အဆင်မပြေမှုတွေကြောင့်စိတ်ညစ်စရာကြုံတွေ့ရတတ်ပါတယ်ငယ်ရွယ်တဲ့ တောက်ကြသားသမီးတွေကန်စာတာမှာဆိုလို့ရှင်တော့ဒီတဲ့ကောင်းတဲ့နေရာကိုမိသားစုလိုက်လုတ်ပိုင်ခွင့်နေ၊ပွားပိုင်ခွင့်နေ၊ရပိုင်ခွင့်နေ၊ကံကောင်းခြင်းနေကြုံပါလိမ့်မယ်တဲ့ဗျာ။ချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ကလည်းအကြောင်းအမျိုးမျိုးကြောင့်မကွဲတင်ပဲကွဲရတာမဝေးတင်ပဲဝေးရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကြခင်မှာမှကံကောင်းမှုတွေ ဝင်ငွေကောင်းတွေရရှိပြလာပါလိမ့်မယ်အခုလောလောဆယ်တော့ကို့အတွက်ရှင်းတဲ့ဆရာလုံးဝမရှိတဲ့ပုံစံမျိုးတွေနဲ့ကြုံတွေ့နေရအောင်မယ်လို့ပြန်ထားပါတယ်အိမ်အောင်ရှင်မိတ်ဆွေများအတွက်ကတော့ကို့ရဲ့အိမ်အောင်ဘက်ကတဘူကောင်းဆန်မှုတွေကြောင့်ကို့မှာဒေါသထွက်စရာတွေကြုံတွေ့ရတတ်ပါတယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးသူ့တဘူကောင်းဆန်တာလဲနောင်ရေးအတွက်လိုပဲနားလဲပေးလိုက်ပါချစ်တဲ့စိတ်နဲ့ကြီးလိုက်ပါအရာအားလုံးအဆင်ပြေသွားပါလိမ့်မယ် ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုယ်ပံကိုလှုပ်ဝက်ပြီးလုပ်တဲ့ကိစ္စတွေကြောင့်ဝေကုန်ကြီးကြမရတတ်တယ်။ကိုတယောက်တည်းသိတဲ့ကိစ္စတွေကြောင့်ဝေကုန်ကြီးကြများပါလိမ့်မယ်။ကဲဓိဝသနာပါလို့ဓိထိုးကျင်တဲ့မိတ်ဆွေတွေကတော့အိတ်အဟောင်းအိတ်အပြဲတွေရဲ့နားမှာရှားကြည့်ပါခီးဆောင်အိတ်လည်းရတယ်။အဲ့တော့ပတ်စံအိတ်အဟောင်းတွေအစုပ်တွေပြဲနေတာတွေနားမှာလည်းရှားကြည့်ပါအဲ့အထဲအထဲမှာပဲဖြစ်ဖြစ်အဲ့ဒီဘေးနားမှာပဲဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရားတွေ့ရပါလိမ့်မယ်။ကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့မိမိအကြိုက်ဆုံးဟင်းလျာတမျိုးမျိုးကိုယဟန်တန်ကအားလှူဒန်းခြင်းအားဖြင့်စွန့်ပို့ခြင်းအားဖြင့်စွန့်ကတ်ခြင်းအားဖြင့်အညံ့တွေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်တော့ကြသားသမီးတွေအတွက်ဒီမှာပဲညီကုန်းချုပ်ပြလေကျွန်တော်ကြော်စင်းဖန်ပဲဖြစ်ပါတယ် စနေသားသမီးတွေရဲ့ယင်ထဲမှာငယ်စဉ်တောင်ကျစ်ကလေးဘဝကတန်ရောစဉ်ဖြစ်ရတဲ့သူတွေကိုအကူအညီတောင်းကျင်တယ်။ကိုဖြစ်နေတာတွေယင်ဖွင့်ကျင်တယ်။အဲ့တော့ကိုရဲ့အခက်အခဲတွေသူကူညီရမှာပဲ။ငါအားကိုးတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်။သူပေးလိုက်တဲ့အချမ်းညာတွေကလည်းကို့အတွက်ယင်အေးရသလိုစိတ်ချမ်းသာမှုတွေကြုံတွေ့ရပါလိမ့်မယ်။စနေသားသမီးတွေမှာတန်ရုံးစင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကမမိနိုင်သောအကြောင်းအရာ နော်မမေ့နိုင်တော့အကြောင်းအရာအဲ့တော့ကိုယ့်ရဲ့အကြောင်းကိုတစေတစောင်း तू ကအကုန်လုံးသိနေတဲ့လူတူတူယောက်ကြောင့်အခုကိုယ့်ရဲ့ရင်ထဲမှာသူ့ကိုတနာစိတ်ပုံမိတာမျိုးတွေအဲ့လိုအဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကန်ဆိုးတာတွေလာမှာကိုကြိုတင်ကာဝယ်မယ်ပြင်ဆင်ထားမယ်အဲ့တော့ကန်ဆိုးတာတွေလာမှာကိုစိုးရိမ်မှုတွေများနေတတ်တယ် မကြုံကျင်ဘူးမဖြစ်ကျင်ဘူးအဲ့ကံဆိုးမှုတွေငါနဲ့မဆိုင်ဘူးငါအဲ့အတွက်လုံးဝမဖြစ်စရာငါထံမလာစရာဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှစ်ဆက်နိုင်ဖို့အကွက်ချအကွက်ချကြစဉ်းစားပြီးလုပ်ကင်ဖို့မျှော်လင့်တောင်းတနေတယ်မမျှော်လင့်မဲနဲ့ဘယ်လိုဟာမှမကြုံလဲပင်မန်းနဲ့စိတ်ပင်မန်းလူပင်မန်းအဆဆရာပင်မန်းတာမျိုးကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာနေအနေနဲ့ကတော့ ဘလောက်ပဲစုံခွာစုံခွာဘလို့ပဲကြောခိုင်းကြောခိုင်းကို့မှာမမေ့နိုင်တဲ့မကူညီပဲမနေလို့မရတဲ့ပြဿနာတွေကြောင့်ကို့မှာစိတ်ညစ်ရတာမျိုးဖြစ်ပေါ်တတ်ပါတယ်ငယ်ရွယ်တဲ့စနေအဲငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတာမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအထီးကျန်မှလည်းသိတယ်ဆုံးဖြတ်ချက်တွေမှားတာမှန်တာလည်းကြကြနနာသိတယ်အဲ့ဒီအတွက်ကြောင့်ရှေ့ဆက်ပြီးအကောင်းဆုံးဘက်ကိုပဲရွေးချယ်သွားမယ် အစိုးဘက်ကိုငါမသွားဘူးအစိုးဘက်ကိုတက်နိုင်တယ်မှာငါထိန်းနိုင်အောင်ကြိုးစားမယ်ဆိုတဲ့အတွေးတွေနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်တဲ့ဗျာကိုချီရတဲ့အိမ်ဝတ်တိရစ္ဆာန်ကိုအကြောင်းပြုပြီးတော့ဝမ်းနေเสียဒေါသထွက်เสียစိတ်ညစ်เสียလေးတွေနောင်တရเสียလေးတွေဖြစ်ပေါ်ပါတတ်ပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာငြိမ်ငြိမ်လေးနေလေဝင်ဝေကောင်းများများရလေလေပါပဲ။ ိုဘက်ကဘာမှမပြောနဲ့ဘာမှမပြောရင်အားလုံးရပါလိမ့်မယ်အဆင်ပြေပါလိမ့်မယ်ကိုဘက်ကစကားတဖို့မှားပေါ်တာနဲ့ကိုရမယ့်ဟာလေးလက်လွတ်ဆုံးရှုံးတာကိုဖြစ်သွားတတ်ပါလေအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကောင်းသောကံကြမ္မာအလှည့်ပြောင်းနေတဲ့ဂျုံတွေးရလိမ့်မယ်လုပ်ငန်းကံကနေရာထိုင်ခင်းလူမှုပေါင်းသင်းဆက်ဆံအကုန်လုံးကောင်းတဲ့ဘက်ကိုရုပ်ရည်ဘုံစုပြောင်းသွားပါလိမ့်မယ်နော်အဲ့တော့အဲ့ဒါတွေဂျုံမယ်နောက်ပြီးတော့ အထာတွေအကုန်လုံးနှက်သွားပြီကိုယောက်ျားအထာလည်းတိသွားပြီငါဘလို့ပြောရမယ်ဘလို့ပြောရမယ်ဆိုတာလည်းတိသွားပြီအဲ့တော့သူ့ကိုချေးစူးတင်သွားပြီအဆစအရာရာလွယ်လွယ်လေးပါလားဆိုတာကိုလည်းတိသွားပြီဒါကအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော်အဲ့တော့ထွက်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကောင်းသောထွက်ခြင်းမျိုးနဲ့ထွက်တတ်ပါတယ်ဗျာ။ ဓိဝသနာပါလို့ဓိရိုးကျင်တဲ့စနေသားသမီးတွေကတော့အိယာရဲ့အောက်မှာရှားကြည့်ပါကိုအိယာလေးကိုလှန်လိုက်ပါ ဖြာဆိုလဲဖြာမှုရဆိုလဲမှုရပေါ့ဂရင်ဆိုလဲဂရင်အောက်ပေါ့အဲ့လိုနေရာမျိုးမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရားတွေ့ရပါလိမ့်မယ်ကဲညံတာတွေပြပါဦးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရာအနေနဲ့ကတော့အတောင်မှန်ပါသောကျင်းငှက်တရဝများကိုအစာကျွေးမွေးခြင်းအဖြစ်အညံ့တွေအလုံးပြပြောက်သွားပါလိမ့်မယ် အတောင်မှပါတဲ့တရဝါပြန်လို့ရတဲ့တရဝါအတောင်မှလှုပ်လို့ရတဲ့တရဝါအဲ့ဒီအတောင်မှပါတဲ့တရဝါတွေမှန်သမျှအကုန်ကျွေးအဲ့ဒါဆိုရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်နော်ကဲစနေသားသမီးတွေအားလုံးနဲ့တပတ်ခုနှစ်သားသမီးအားလုံးကြားမှချမ်းသာလို့ဆန္ဒပြေဝပါစေကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 388ပဲဖြစ်ပါတယ် ဲ့ဒီဖုန်းနံပါတ်ကိုဆက်ပါဆက်ပြီးတော့ဆရာကျွန်တော်ဘေးလေးမေးချင်တယ်ကျမဘေးလေးမေးချင်တယ်လို့တံပြောပါအစီရင်လုပ်မယ်ဆိုတော့ကျမဘယ်လိုအစီရင်လုပ်မယ်ကျွန်တော်ဘယ်လိုဟာမျိုးလေးလုပ်ပေးပါအဆောင်လိုချင်တဲ့တံပြောအဲအဲ့ဒါဆိုအားလုံးအဆင်ပြေသွားလိမ့်မယ်နော်ကဲအားလုံးတက်တာ